အားလုံးပဲမင်္ဂလာပါခင်ဗျာပြည်သူပေါင်းကိုဒေါ်လာညချမ်းပါလို့နှုတ်ခွန်းဆက်သပါရယ်ဒီကနေ့ကျွန်တော်တို့2025ခုနှစ်မေလ18ရက်နေ့ညခင်းသတင်းတွေကိုတင်ဆက်ပေးဖို့အချိန်ကိုရောက်ရှိလာပါပြီကျွန်တော်ဝေယံပါအဲ့တော့ဒီကနေ့ညမှာထူးထူးခြားခြားတွေ့ရတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာပါထူးထူးခြားခြားတွေ့ရတဲ့သတင်းတွေထဲမှာအရင်ရက်ပိုင်းကအချမ်းဘတ်စစ်ရှုံးကောင်စီတက်ကစကိုင်းရခိုင်ဂရင်းဒီမန္တလေးဒီဒေသတွေကို လေရင်နဲ့ဘုံကျက်ပြီးတော့ပြည်သူတွေကိုတက်ပြတ်ခဲ့တဲ့ဖြစ်စဉ်နေမှာအဲ့တော့အမျိုးမျိုးလင်ညာတယ်သူတို့ပြစ်တာမဟုတ်ပါဘူး PDF တွေကအဲမိုင်းပြုတ်လုံနေနေပောက်ခွဲလို့ဖြစ်တာပါအမျိုးမျိုးလင်ညာတယ်အဲ့တော့မြေပြင်မှာထွက်လာတဲ့တက်သေးအဖြစ်နဲ့ထွက်လာကြတဲ့အင်တာဗျူးတွေရုပ်ပုံမှတ်တမ်းတွေရုပ်သံမှတ်တမ်းတွေကဘာတိပြန့်နှံ့ပြီးသွားတဲ့အခါမှာမဖုံးလို့မရတဲ့ဖိလို့မရတဲ့အဆုံးမှာအချမ်းမဲ့ဆက်ရှုံးကောင်စီတက်က ။ဘာပြောလာလဲဆိုရင်ဒီကနေ့မှာကျင်းမုံသတင်းစာကညပြောလာတဲ့စကားပါ။ဒီလိုမျိုးအယက်သားပြည်သူတွေတေဆုံးရတာကမရှောင်ရှားနိုင်ကြလို့တေဆုံးရတာဖြစ်တယ်ဆိုပြီးခွေးစကားပြောလာပါတယ်။အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့မင်းအောင်နိုင်တို့ဘက်ကခွေးစကားပြောလာပါတယ်။အခုလိုပြည်သူတွေကလင်းငယ်တွေတက်ကြီးရွယ်အိုတွေရှိတဲ့စစ်ဘေးရှောင်စခန်းတွေစာတင်ကျောင်းတွေပေါ်ကိုခေါင်းမိုးတဲ့တယ်ကိုဘုံကျဲချတဲ့ကောင်တွေကအခုပြည်သူတွေ တည်ဆုံးရတဲ့ဖြစ်စဉ်တွေကပြည်သူတွေမရှောင်ရှားနိုင်လို့ဖြစ်ရတာပါဆိုပြီးတော့ပြောလာတယ်အဲ့တော့ဒီသတင်းကြောင်းရာအပြည့်စုံကိုလည်းကျွန်တော်တို့နားဆင်ရမှာပါနောက်ထပ်တွေ့ရတဲ့သတင်းကတော့ရခိုင်ပြည်နယ်တဲကမင်းပြားမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိထားတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ဘက်ကဒီစစ်တုံးမှန်မိသားစုဝင်တွေပေါ့နော်စစ်တုံးမှန်မိသားစုဝင်225ဦးကိုအေအေကပြန်ထုတ်ပေးလိုက်ပါတယ်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့လူလူကြားမှာအမြင်တွေမျိုးမျိုး ျွန်တော်တို့တွေ့ရပါတယ် comment တွေအဖြစ်နဲ့ရေးသားကြတယ်လို့တချို့ကလည်းဒီသတင်းကိုမျှဝေရင်းနဲ့မှတ်ချက်တွေပြုကြပါတယ်အဲ့တော့လူသားဆန်မှုကတစ်ဖက်သက်ဆန်လွန်းနေပေါ့ A ဘက်ကတော့လူသားဆန်လိုက်ရတာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပိုင်းကပဲရသစ်တောင်ဘက်မှာရောဒီရခိုင်ပြည်နယ်တဲကဒေသတွေကိုဂျမ်ဘတ်စစ်ချုံးကောင်စီတပ်ကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတွက်ကလင်းငယ်တွေပါဝင်ပြည်သူတွေဆယ်နဲ့ချီပြီးတော့တိုက်ဆုံးခဲ့ရတဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်ခံရတယ် ဒီရက်တွင်းမှာပဲကျွန်တော်တို့ AA ကအခုလိုမျိုးစစ်ရှုံးကောင်စီတက်ဘက်ကနေပြီးတော့ဖမ်းမိထားတဲ့စစ်တုံးမှန်းမိသားစုဝင်တွေကိုကောင်းကောင်းမွန်မွန်နဲ့ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းထားပြီးအခုသူတို့ရဲ့ဌာနေသူတို့ရဲ့မြို့ရွာတွေကိုပြန်ပြီးတော့လွတ်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုသိပြီးတော့သဘောထားမတွေ့ကြဘူးအဲတော့ဒီနေရာမှာကျွန်တော်တို့ပြောစရာရှိတာကသတင်းအပြည့်ဆုံးကြရင်ကျွန်တော်တို့အသေးစိတ်မှတ်ချက်ပြုပြီးတော့ပြောဆိုပါမယ် ထိုင်းမြန်မာနယ်သားမှာရှိတဲ့ကျမစစ်ရှုံးကောင်စီရဲ့ဒီမဲလာစခန်းကို KNU ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ထိုင်းရောက်မြန်မာစစ်ဘေးရှောင်ပြည်သူ910ဦးကသူတို့ရဲ့နေရပ်ကိုအင်ပြန်ကြပါပြီ။အဲတော့ဒိုင်းသားလက်နက်ကိုင်တွေရဲ့ထိန်းချုပ်မှုအောက်ကိုပြန်ရောက်သွားတဲ့မဲလာမှာတော့စစ်ဘေးရှောင်နေပြည်သူတွေကပျော်ပျော်ရွှင်ရွှင်နဲ့ကိုယ့်ရဲ့ကိုယ်ထာနေမှာလူလူလက်လက်ရှင်သန်နေထိုင်ခွင့်ရမယ်ခွင့်ရဖြစ်တဲ့အတွက်ပြန်နေကြတဲ့ဒီဆက်လီတွေလှေတွေပေါ်ကပြည်သူတွေရဲ့မျက်နှာတွေကပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေတာကိုလည်းကျွန်တော်တို့ရုပ်ပုံတွေမှာ တွေ့ရပါတယ်ဒီသတင်းပြည့်စုံကိုလည်းနားဆင်ရပါပါအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့တော်လိုင်းအဖွဲ့တွေရှိတဲ့နေရာတွေကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ကတိုက်ခိုက်လို့ဒေသခံတွေထိခိုက်ပျက်စီးရတဲ့ပတ်သက်ပြီးဒီကနေ့ထုတ်တဲ့နိုင်ငံပိုင်သတင်းစာအယ်ဒီတာအာပေါ်မှာရေးသားထားတဲ့အကြောင်းအရာပါဒါကတော့လက်နက်ကင်အကြမ်းဖက်တောင်းကျမ်းသူတွေအတမဝင်ရောက်နေထိုင်ကြသည့်မြို့ရွာများကိုနိုင်ငံတော်ကကြိုတင်သတိပေးအထက်ထက်နှိုးဆော်ထားသည့်အတိုင်းသတင်းရရှိမှုနဲ့ အချင်းနေအယက်ရတုပုံမူတည်၍လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်လျက်ရှိနေတယ်။အဲ့တော့ရှောင်ရှားခြင်းမပြုနိုင်သည့်မြို့ရွာများမှာဒေသခံပြည်သူ အချို့အနေနဲ့လက်နက်ကင်ချက်ဖက်သမားတွေရဲ့လူသားတိုင်းအဖြစ်အသုံးပြုမှုနဲ့အသိဉာဏ်စင်ကြယ်တုံတရားကိုခံအားနှဲပါမှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအ ਨੇ အများဖြစ်ပေါ်ခဲ့တာကိုကြားသိရမည်ဖြစ်သည်လို့ရှင်းပုံသတင်းစာကရေးသားထားတာပါနောက်တစ်ခေါက်ကျွန်တော်ပြန်ပြီးတော့ အပ်ပြပါဦးမယ်လက်နက်ကန်ကျမ်းပတ်တောင်းကျမ်းသူတွေအရမဝင်ရောက်နေထိုင်ကြတဲ့မြို့တွေပါတွေကိုနိုင်ငံတော်ကကြိုတင်သတိပေးအထက်ထက်နှိုးဆော်ထားတဲ့အတိုင်းသတင်းရရှိမှုနဲ့အချင်းတွေအရရတုအပေါ်မူတည်ပြီးတော့လိုအပ်တယ်လို့တုံ့ပြန်ဆောင်ရွက်လျက်ရှိနေတယ်လိုအပ်တယ်လို့တုံ့ပြန်ဆောင်ရွက်လျက်ရှိနေတယ်ဆိုတာဘုံကျဲနေတဲ့အကြောင်းကိုပြောတာပါအဲ့တော့အဲ့တော့ရှောင်ရှားခြင်းမပြုနိုင်တဲ့မြို့ရွာဒီကဒေသခံပြည်သူချို့အနေနဲ့ နက်ကရင်ကျမ်းပတ်သမားတွေရဲ့လူသားတစ်တိုင်းအဖြစ်အသုံးပြုမှုနဲ့အညီအသိဉာဏ်ဆင်ရင်တုံတရားကိုကံအားနည်းပါတာကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအ ਨੇ အများဖြစ်ပေါ်ခဲ့တာကိုကြားသိကြရမှာဖြစ်တယ်ဆိုပြီးတော့အကျမ်းဖတ်စစ်ရှုံးကောင်စီရဲ့နိုင်ငံပိုင်ဒီကနေ့ထုတ်ကျင်းပုံသတင်းစာမှာအခုလိုမျိုးစစ်ရှုံးကောင်စီမအားလာတို့ဘက်ကဝါရမျိုးမျိုးဖြန့်ပြီးတော့လိန်ညာလို့မရတဲ့အဆုံးမှာ အခုလိုမျိုး ပြည်သူကိုတက်လဲတက်သေးမရှောင်းနိုင်မရှားနိုင်လို့ အတိညာကိုကံအားစင်ကျင်တုံတရားနဲပါလို့ဒီလိုမျိုးသိရတယ်ဆိုပြီးပြည်သူပေါ်မှာအပြစ်ပုံချတယ်တော်လိုင်းတက်ဖွဲ့တွေပေါ်မှာအပြစ်ပုံချကြတယ်တော်တော်လေးကိုဆဲကျင်စရာကောင်းတဲ့အရေးသားနဲ့ပြည်သူကိုစော်ကားမှုပါအဲ့တော့သခိုင်းရခိုင်ရှမ်းနဲ့မန္တလေးတိုင်းတွေကတော်လိုင်းနဲ့မြေတွေမှာနေစဉ်ဆိုသလိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ပြီးထိခိုက်သေးဆုံးမှုတွေဖြစ်လာပြီးတဲ့နောက်မှာအကျန်းဖက်မအားလာတို့အုပ်စုကအခုလိုမျိုးထပ်ပြီးတော့ ျူးကျူးလွန်လွန်ကြီးတွေရေးသားစော်ကားလိုက်တာလည်းဖြစ်ပါတယ်။သတင်းစာဟာဒီစစ်ရှုံးကောင်စီကောင်းဆောင်မင်းအောင်လှိုင်မနစ်ကစက်တင်ဘာလ3ရက်ကပြောတဲ့လက်နက်ကင်ကျန်းဖတ်တောင်းကျန်းသူတွေရဲ့အုံချခံမဖြစ်စေရေးနဲ့ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက်သတိပြုကြဖို့လိုအပ်သည့်အချက်ဆိုတာကိုအဲ့ဒီမိန့်ခွန်းကိုပြန်ပြီးတော့ကိုကပေါ်ပြထားတာလေကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒီသတိပေးလိုက်ညွှန်ချက်ကိုအလေးနဲ့တတ်မှတ်ပြီးတက်မတော်နဲ့လုံုံရေးတက်ဖွဲ့တွေနဲ့လက်တွဲပူးပေါင်းကမိမိတို့ဒေသတွေ ီငြိမ်အေးချမ်းမှုရှိလာအောင်ပါဝင်ဆောင်ရွက်ရမယ်လို့ရည်တာထားပါတယ်အဲ့တော့တက်မတော်နဲ့လက်တွဲမှာအေးချမ်းမယ်ပေါ့ဗျာအဲ့တော့ခင်ဗျားတို့တက်မတော်မရှိမှသာအေးချမ်းမယ်ဆိုတာပြည်သူအားလုံးကသဘောပေါက်ပြီးသားစိတ်ထဲကရောဘဝပေးအတိအယောဘောသိကြပြီးသားဖြစ်တယ်အဲ့တော့အထက်ထက်ကားကားနားညီအောင်ပြောနေလဲဘသူကဘာလဲဆိုတာကိုပြည်သူတွေက အခုကာလမကဟိုးရှစ်အဆက်ဆက်ဆက်အာနာရှင်လက်ထက်ကာလတွေတွေကသိကြပြီးဖြစ်တယ်အဲ့တော့ဘလို့မျိုးပဲပြောပြော ပြည်သူကတော့မင်းတို့ရဲ့ရက်သက် ရုပ်မှာကြံ့ကြုတ်မှုတွေကိုတည်ပြီးသားဖြစ်တဲ့အတွက်မင်းတို့ ਨੇ လက်တွဲပူးပေါင်းမှုဆိုတာကတော့လုံးဝမရှိနိုင်တဲ့အခြေအနေပါအဲ့တော့သူတို့မှာအကြောင်းပြချက်ကဘလို့ပဲရှိနေပါစေတေချာတာကလူလူတွေကိုအကြောက်တရားတွင်းတာပဲဆိုပြီးမေလ၁၂ရက်နေ့ကစာတင်ကြောင်းကိုနေကြောင်းတိုက်ခိုက်ခံရတဲ့စကိုင်းတိုင်းတပင်းရင်းမြို့နယ်ကတော်လန်ကြီးတက်ဖွဲ့ဝင်တယောက်ကလည်းပြောဆိုပါတယ်ခင်ဗျာမှတ်ချက်ပြုပါတယ် ဲ့တော့သူရေသနာအဖွဲ့တစ်ခုဖြစ်တဲ့ညံလင်းသစ်ကမေ16ရက်ကထုတ်ပြန်ကြရဆိုရင်ကျွန်တော်တို့2025ခုနှစ်မေလ9ရက်ကနေ15ရက်အထိအဲ့တော့6ရက်တာတပတ်အတွင်းပေါ့နော်တပတ်တာကာလအတွင်းမှာစရှုံးကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာတွေဆုံးသူ94ယောက်ရှိပြီးတော့ထိခိုက်ဒဏ်ရာသူကတော့245ယောက်ရှိခဲ့ပါတယ်အဲ့တော့တပတ်9ရက်6ရက်အတွင်းကိုပြည်သူ100နီးပါးကိုဗလိုင်းကြီးပြစ်ခတ်ပြီးတော့တပ်ဖြတ်ခဲ့တယ်အဲ့တော့ 200ကျော်တန်ရာရရှိခဲ့တယ်ဖြစ်စင်မှာဒါကတော့ကျွန်တော်တို့ပထမဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ပါနောက် သတင်းကတော့မင်းမယာမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးမှန်းမိသားစုဝင်225ဦးကိုအေဘက်ကပြန်လွှတ်ပေးလိုက်ပါပြီခင်ဗျာရခိုင်ပြည်နယ်မင်းပြားမြို့သိမ်းတပ်ဖွဲ့မှဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးမှန်းမိသားစုဝင်225ဦးကို AA ကပြန်လွှတ်ပေးလိုက်ကြောင်းအရက်ကတက်တော် American Press Media သတင်းမီဒီယာကနေတဆင့်သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ် မနေ့ကမေလ16ရက်နေ့မှာစစ်တုံးမန်းမိသားစုဝင်တွေကိုဒုတိယအကြိမ်မြောက်လွှတ်ပေးလိုက်တာဖြစ်ပြီးအဲ့ဒီစစ်တုံးမန်းမိသားစုဝင်တွေကိုအရခတက်တော်ကစစ်တုံးမန်းဥပဒေနဲ့အညီကျွေးမွေးဆောင်ရှောက်ခဲ့ပြီးစစ်တုံးမန်းမိသားစုဝင်225ဦးကိုလွှတ်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာမင်းပြမြို့ကို2024ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့မှာအရခတက်တော်ကမင်းပြမြို့ကိုအပြီးသက်သိမ့်ပိုက်ပြီးတဲ့နောက်ဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးမန်းတုံမန်းမိသားစုဝင်တွေအဲ့ဒီတုံမန်းဝင်မိသားစုဝင်တွေကိုပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ် အေကပြန်လုပေးလိုက်တဲ့စစ်တုံးမန်းမိသားစုဝင်တွေမှာမြို့သူမြို့65ဦးကလေးငယ်130ဦးပါဝင်ပြီးအားကတက်တော်ကသူတို့အားလုံးကိုမိသားစုထံကိုအနှံလိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာပထမချိန်ဖြစ်တဲ့ April 13ရက်နေ့ကလည်းမင်းပြမြို့သိမ်းတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးမန်းမိသားစုဝင်130ဦးကိုအေကလွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်အဲတော့ပရင်း intro မှာကျွန်တော်ပြောခဲ့သလိုမျိုးမှတ်ချက်ပြုပါမယ်ဒီမှတ်ချက်မှာဒါကလူသားဆန်မှုဆိုတာတိတ်ကိုတစ်ဖက်သက်ဆန်လွန်အားကြီးတယ် ငါတို့ဘက်ကကြီးဒီလိုမျိုးလူသားဆံပေးနေရတယ်သူတို့ကတော့ခလေးရောခွေးရောတကြီးပဲဟိုမိဘကိုဝင်တယ်မချမ်းတက်ဖြတ်နေတဲ့ကာလမှာငါတို့ကတော့သူတို့ရဲ့ဘတ်တော်သားမိသားစုဝင်တွေသွေးသားရင်းချာတွေကိုအခုလိုမျိုးလူသားဆံပေးနေရမှုကတစ်ဖက်သက်ဆံနေလူသားဆံမှုမှာတစ်ဖက်ဇောင်းနေကြီးဖြစ်နေရတယ်ဆိုပြီးသိပြီးတော့စိတ်ပုံရင်မကြတဲ့ကွန်မန့်ကြီးမှန်းကြတာတွေ့ရတယ်အဲ့တော့ လူသားဆန်မှုဆိုတာဒါကျွန်တော်ရဲ့တူးတဲ့အမြင်ယူဆပါလူသားဆန်မှုဆိုတာတစ်ပတ်သက်ဆန်နေရလို့မရှိပါဘူးကျွန်တော်တို့တွေကစစ်ရှုံးကောင်စီဘတ်တော်သားတွေဖက်စစ်တက်နေ꽌ပြားပါတယ်အဲ့တော့တော်လန်ရေးဘတ်တော်သားတွေနဲ့စစ်ရှုံးကောင်စီတက်ဖွဲ့တက်သားတွေနဲ့တူညီတာဘာလဲဆိုတော့ယူနီဖောင်းဝတ်ထားကြတယ်တနက်ကင်ထားကြတယ်စစ်မိတ်နာခံရတာတွေရှိတယ်အမိတ်နာခံမှုတွေရှိတယ်စစ်ရှုံးကောင်စီတက်သားဘက်မှာလည်းယူနီဖောင်းဝတ်ထားတယ်လက်နက်ကင်ထားတယ်အမိတ်နာခံမှုတွေရှိရတယ်꽌ပြားသွားတာက အခုလူသားဆံဖို့ပဲအဲ့တော့သူတို့ကတော်လိုင်းဘက်ကမိသားစုဝင်တွေကလေးငယ်တွေကိုရွယ်ချက်ရှိရှိတက်ဖြတ်နေလို့သူတို့ဘက်ကသူတွေကိုလည်းဒီတိုင်းဟမှုရပါရဲ့ကိုဒဥပဒေလူမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးလက်တစ်ဖက်အတွက်လက်တစ်ဖက်ဆိုတဲ့ကိုဒဥပဒေလူမျိုးကျွန်တော်တို့ပြန်ပြီးတော့ပြုတ်မှုလူမရပါဘူးဒါကကျွန်တော်တို့စစ်ရှုံးကောင်စီနဲ့ကျွန်တော်တို့တော်လိုင်းဘက်နဲ့ဘက်တော်သားတွေချားထားတဲ့စီးပါလူသားဆံမှုလူသားဝါဒပါ ဒါကြောင့်မလို့အားတစ်ခါတက်တော့ AA ကအခုလိုမျိုးဒီစစ်ချုံးကောင်စီတက်ဖွဲ့ဘက်ကတုံမန်းမိသားစုဝင်တွေကိုလွှတ်ပေးတဲ့အပေါ်မှာကျွန်တော်တူတဲ့ယူဆကတော့ဒါဟာဖြစ်တဲ့နဲ့ကိစ္စဖြစ်တယ်ဒီလိုမျိုးပဲကျွန်တော်တို့ကလူသားဆန်မှုကိုကြတာရမှာဖြစ်တယ်ဒါကအားတစ်ခါတက်တော့ AA အနေနဲ့ဒီလိုကာလမှာကဘာကြီးကမြင်အောင်လူသားဆန်ပြလိုက်မယ်ဆိုပြီးတော့လုပ်နေတာမဟုတ်ပါဘူး။မူရင်းအနှစ်သာရကိုရအနှစ်သာရကိုကလူသားဆန်မှုရဲ့အခြေတည်ထားတဲ့ လူခွင့်ရေးတွေဒီမိုကရေစီနီးလန်းကြတဲ့ဒီစစ်တုံးမန်းတွေမှာဆိုရင်နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာခြင်းလူသားစံချင်းစံနှုန်းတွေနဲ့ဒါမျိုးကိုပြုမှုဆောင်ရွက်တာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ဒါလေးကိုတော့ကျွန်တော်တို့သေသေးချာချာတွေးပြီးတော့ဘယ်လိုမျိုးခံယူချက်ထားရမလဲဆိုတော့ကျွန်တော်တို့သုံးသက်တင်ပါတယ်ဒါကတော့ကျွန်တော်နဲ့သဘောထားကွဲလွဲမှုတွေလည်းရှိနိုင်ပါတယ်ဒါကကျွန်တော်ရဲ့ကျွန်တော်ရဲ့တဦးရဲ့အမိကိုသတင်းနဲ့အတူတင်ပြခြင်းဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တို့တွားကြပါမယ်နောက်သတင်းကအင်းပြည်နယ် ထိုင်းမြန်မာနယ်သက်မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့မဲလာစခန်းကိုကင်ယူကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ထိုင်းရောက်မြန်မာစစ်ပေးဆောင်ပြည်သူ910ဦးအိမ်ပြန်ကြပြီဖြစ်ကြောင်းထိုင်းသတင်းဌာနတွေကဖော်ပြကြပါတယ်အဲ့တော့ကိုယ့်ရဲ့ဒိုင်းသားခေါင်းဆောင်တွေပြန်ပြီးတော့သိမ်းယူလိုက်တဲ့စခန်းကိုပိုင်လွတ်လပ်ခွင့်နဲ့လွတ်လပ်မှုအရသာကိုပြန်ပြီးတော့ပြည်သူတွေခံစားရမယ့်သတင်းတစ်ပုဒ်ပါမေလ16ရက်နေ့မှာထိုင်းမြန်မာနယ်သက်မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့မဲလာစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိပြီးတဲ့နောက်မှာဒီကနေ့မှာတော့မြန်မာစစ်ဘေးရှောင်930ဦးအိမ်ပြန်သွားရတာဖြစ်ပါတယ်အဲ့တော့နေသမာတိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံကယာယီတိတ်ချောင်ခဲ့ရတယ်မြန်မာစစ်ဘေးရှောင်ပြည်သူတွေကိုထိုင်းအာဏာပိုင်တွေကနေသရန်နဲ့သာနယ်ဧကတိပံ့ပိုးခဲ့ကြပြီးဒီနေ့အိမ်ပြန်ချိန်မှာလဲတောင်ရင်မြစ်ထိတည်ယူပို့ဆောင်ပေးခဲ့ကြအောင်သိရှိရပါတယ်တိုင်းမြန်မာနယ်သားမှာရှိတဲ့စစ်တပ်ရဲ့စခန်းကို KNL မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်သိမ်းပိုက်နေတဲ့အတွက်မြန်မာဗချန်းကပြည်သူ900ဝန်းကျင်ကထိုင်းနိုင်ငံကိုထိန်းချုပ်ခဲ့ကြရတာပါ တော့မေလ13ရက်နေ့ညနေပိုင်းမှာကန်နူနဲ့ PDF ပူးပေါင်းတက်တွေကစစ်ရှုံးကော်စီခမာရ24တက်ရင်ရဲ့ဒါလဲဘျူဟာစစ်စခန်းကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မေလ16ရက်နေ့ညနေပိုင်းမှာမေလစစ်ရှုံးကော်စီတက်စခန်းကိုတိုက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်မေလ9ရက်နေ့မှာချမ်းမတ်စစ်ရှုံးကော်စီရဲ့တခေါ်ဘီကွီစခန်းကိုကန်နလီ PDF ပူးပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ကန်နူကမတ်လ April နဲ့အခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ရှုံးကော်စီရဲ့ Blue Do Clade တခေါ်ဘီကွီ မဖာသူတာလေစခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်ရပ်ပိုင်းအတွင်းမှာဘူးကန်ယူပါတီတို့ရဲ့လက်တံပြောင်းမှုတွေနဲ့တူစစ်ရှုံးကောင်စီတက်ကင်းစင်နေနေမြေတဖြည်းဖြည်းဖြစ်လာပါပြီစစ်ရှုံးကောင်စီတက်ကင်းစင်တာနဲ့အမျှအဲ့ဒီဒေသကတိုင်းရင်းသားပြည်သူမျိုးကို မောင်နှမအားလုံးဘဝတွေအေးချမ်းနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့စစ်ရှုံးကောင်စီရဲ့မဆားရတဲ့အမဲသဲနဲ့ပတ်တဲ့ရုပ်ညစ်တဲ့အကျင့်စိုးလေချောင်းတိုက်ခိုက်မှုတွေကိုတော့ပြည်သူတွေ တိထားပြီးတော့ရှောင်ရှားကြဖို့တိဝရိယာနဲ့နေကြဖို့လိုအပ်နေဦးမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ GNU ဘက်ကစပေးရှောင်လေးထိုင်းကိုထွက်ပြီးခလုံးရတဲ့စပေးရှောင်ဒီကိုယ့်ရဲ့နေရက်ကိုပြန်ပြီးတော့ရောက်ရှိသွားတဲ့သင်းမှာနောက်ထပ်သတင်းကတော့ချောင်းမှာဖမ်းဆီးခံရတဲ့ကျွန်တော်တို့အရင်ရက်သက်တဲ့ဘက်ကချောင်းမှာဖမ်းဆီးခံရတဲ့လူငယ်20ဦးကျော်ကိုစစ်တပ်ကနမခကိုခေါ်သွားပြီးတော့ဒီအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်ဒီသတင်းပြည့်စုံကိုဆက်ပြီးတော့ပြောပြကြပါမယ် စကိုင်းတိုင်း6မြို့နယ်ခင်မွန်ရွာကနေစစ်ရုံးကောင်စီတပ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့လူငယ်20ကျော်ကိုစစ်သားစုဆောင်ရေးအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမွန်ရွာကိုပို့လိုက်ပြီးလို့နောက်ဆုံးသတင်းရပြီးဒီနေ့ထိအဆက်အသွယ်ပြတ်တောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့တော့မေလ7ရက်နေ့ည9နိုင်လောက်မှာခင်မွန်ရွာက Starlink Internet ဆိုင်ကိုစစ်အုပ်စုကညဘက်စစ်ရုံးကောင်စီတပ်တွေကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီးအမျိုးသားအမျိုးသမီးစုပေါင်း28ဦးဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ် အဲ့ဒီထဲကလူငယ်မျိုးသားတူအုပ်ကိုဆေရှုံးကောင်စီတက်ကပြစ်တက်လိုက်ပြီးကျန်တဲ့လူတွေအားလုံးကို၆ဦးမြို့နယ်ထွေးဦးရုံးတဲ့ကိုဖမ်းဆီးခေါ်ဆောင်သွားတာလို့ဒေသခံတူကပြောပါတယ်။ဒလန်ကတရင်ပေးတာဒီဝင်ဆွဲဝင်ဆွဲလိုက်တာတဲ့ကားနစီတိုက်လောက်ရတယ်ဆိုပြီးတော့တကယ်ကားတွေနဲ့ဝင်ဆွဲသွားတာလို့ဒီဒေသခံတူကပြောပါတယ်ခင်ဗျာ။အဲ့တော့ဒလန်ကတရင်ပေးတဲ့အချိန်မှာဒီမှာတော့ Starlink တုံးနေကြတယ်ပြည်သူလူထုတွေလူငယ်တွေရှိတယ်ပေါ်တာဝင်ဆွဲလိုက်ကားနစီတိုက်စာလောက်အထိ ရနိုင်တယ်ဆိုပြီးတော့တလန်ကသတင်းပေးတဲ့အတွက်ဒီသတင်းပေးမှုနဲ့အတူစရှုံးကောင်စီတပ်သားတွေကဝင်ရောက်ဖမ်းဆီးတာလို့ကျွန်တော်ဒေသခံတို့ကမှတ်ချက်ပြုပြီးတော့ပြောဆိုပါတယ်အဲ့တော့အဲ့ဒီထဲကတကြီးပြောင်းနဲ့မြို့သမီးတချို့အပါဝင်ခုနှစ်ဦးလောက်ပြန်လွတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်နေ့မှာပဲဖမ်းခံရတဲ့လူငယ်တွေကိုချောင်းမြို့တွေကနေကားရမ်းနဲ့မုံရွာမြို့နာမခါတွေကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်အဲ့လိုမျိုးပို့ဆောင်ပြီးတဲ့အချိန်ကနေစပြီးဒီနေ့ဒီချိန်ထိအဲ့ဒီလူငယ်20ဦးကျော်လောက်ဟာအဆက်အသွယ်ပြတ်တောက်နေတယ်လို့ဆိုပါတယ်ခင်ဗျအဲ့တော့အချမ်းမဲ့စရှုံးကောင်စီတက်ကတော့လူငယ်လူရွယ်တွေကိုဒီချိန်မှာ ဖမ်းဆီးရမိပြီဆိုရင်တော့အကြောင်းမျိုးမျိုးပြပြီးရှေ့တန်းကိုပို့ဆောင်မှုသူတို့ရဲ့တပ်သားအင်အားဖြည့်ဆည်းဖို့အတွက်အတင်းအဓမ္မလုဆောင်မှာမလွဲမသွေအသေးချာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ချောင်းဘက်ကသတင်းပါခင်ဗျာဒီကနေ့ညပိုင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုရောက်ရှိလာပါပြီဒီသတင်းကတော့ခလာရ293နဲ့ခမာရ101ကစစ်ရှုံးကောင်စီတပ်သား2ဦးဟာဒေါနာစစ်ကြောင်းစီကိုလက်လက်နဲ့အတူအလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းပါ ဒီနေ့တိုင်းအခြေဆိုင်စာကစာရဲ့အမှတ်290ဒုချေလင်တရင်နဲ့အမှတ်တရတဲ့အချိန်မြန်တရင်ကစာကစာ2ဦးဒေါနာစစ်ကြောင်းစီကိုလက်နက်ခဲရနေတဲ့အတူအလင်းဝင်လာတယ်လို့သိရပါတယ်ရေပြူမြို့နယ်ကံပေါက်ခြေဆိုင်ခလာယာ293ကစာကစာတပ်ဖွဲ့ဝင်ညံရှင်းနဲ့ဘင်းမြို့ခြေဆိုင်ခမရတရတဲ့ကစာကစာတပ်ဖွဲ့ဝင်သူရဝင်းတို့2ဦးအလင်းဝင်လာတာလို့ပြည်သူ့ကော်မတီတမတော်ဒေါနာတရင်ချင်းမုံရင်တက်ခွဲခွန်အဲ့ဒီချမွေးတက်ခွဲခွန်ကမေလ16ရက်နေ့မှာထုတ်ပြန်ထားတာပါ အလင်းဝင်စကားဆာ2ဦးအဲ့ဒီ2ဦးကနေပြီးတော့ MA1 တက်လက်ဂျီပေါင်း2ပေါက်ဂျီတောင်း200တောင်းနဲ့အတူအလင်းဝင်လာတာဖြစ်ပြီးဂုံပြုစုမြေတွေချင်းမြင်ပေးခဲ့တယ်လို့လည်းအသိပေးထားပါတယ်ခင်ဗျာဒီရက်မှာပြည်သူတွေလည်းအတည်ထားမိမယ်ထင်ပါတယ်အလင်းဝင်ရောက်တဲ့သတင်းတွေခက်စိတ်စိတ်တွေ့နေရပါတယ်ကျွန်တော်တို့မိုးပြဘက်မှာလည်း16ဦးထိအလင်းဝင်တဲ့သတင်းကိုမနက်ခင်းကကျွန်တော်တို့ကြားသိပြီးဖြစ်မှာပါအဲ့တော့မြန်မြန်အလင်းဝင်ပါအစုလိုက်ပြုံလိုက်တက်ရင်လိုက်ဒီအလင်းဝင်လေးလေးဂျမတ်ဆက်ရှုံးကောင်စီရဲ့ရန်ရယာပြုတ်ပြက်ပြီး တော်တို့ဒေါ်လန်ရေးကြီးအမြန်ပြီးဆုံးလေဖြစ်မှာပါအဲ့တော့အလင်းဝင်တဲ့ရံပတ်စရှုံးကောင်စီတက်ဘက်ကနေပြီးတော့ပြည်သူထံကိုအလင်းဝင်ရောက်တဲ့သူတွေရဲ့ရှေ့လျှောက်ဘဝခီးဟာဘယ်လိုမျိုးဖြစ်နေလဲဆိုတာအစောပိုင်းအစောပိုင်းကာလတွေမှာအလင်းဝင်ခဲ့ကြတဲ့ဘုံမှုတွေကျွန်တော်တို့အသိတွေဆိုရင်ဘုံမှုကိုတင်လင်းအောင်တို့ရှိတယ်ကျွန်တော်တို့နေသားတွေပဲကိုတင်လင်းအောင်တို့ရှိမယ်နောက်ထပ်ဘူကြီးထက်မြတ်တို့ရှိမယ်အများကြီးပါပဲအဲ့ဒီသူတွေဆိုရင်အခုဘယ်လိုမျိုးနေထိုင်နေကြရလဲလူအစင်တန်းဂိုသိခါနဲ့အညီမိသားစုတွေ လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းနဲ့နေထိုင်ရတဲ့ဘဝကိုအားလုံးပြည်သူတွေမျက်ဝါးထင်ထင်ရုပ်တံတွေကတဆင့်ဒီဘက်လူမှုအတိုင်းဝိုင်းကတဆင့်ကြားသိရပြီးဖြစ်မှာပါဒါတွေကိုအကြမ်းမဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်းမြင်ကြတွေ့ကြသိကြပြီးဖြစ်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့်မလို့အလင်းဝင်မဲ့လမ်းကိုအမြန်ဆုံးရွေးချယ်စေချင်တာပါအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီကနေ့2025ခုနှစ်မေလ19ရက်နေ့ညပိုင်းမှာတွေ့ရတဲ့ ထူးထူးခြားခြားသတင်းပြည်စင်တွေကိုကျွန်တော်ဝေယံတဲ့အတူဝိုင်းတော်သားတွေကစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးဘေးနက်ကခေါင်းလောင်းလေးကိုနှိပ်ခဲပေးခြင်းအားဖြင့်အခုညီပေးနိုင်ပါတယ်သတင်းတင်ဆက်မှုတွေကိုအထောက်အကူဖြစ်စေတဲ့အတွက်ဒါလေးကိုပြုလုပ်ပေးကြဖို့မေတ္တာရက်ခံကြပါတယ်ခင်ဗျာ